ငလင်ပြီးဆုံးတဲ့အချိန်ထိခိုက်ခံစားရတဲ့ပြည်သူတွေကိုကယ်ဆယ်ရေးတွေလှုပ်ဆောင်တဲ့အခါအရေးပါတဲ့အရေးပေါ်ရှေးဥတနာပြုနိလန့်တွေကိုအမျိုးသားညွညွရေးအစိုးရ NUG ရဲ့ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ကတယ်လီကျန်းမာအခမဲ့အွန်လိုင်းစည်းကမ်းကဒေါက်တာဆုတောင်းပြေကပြောပြပေးထားပါတယ်။အရာတွေကတော့တကယ်တမ်းတော့ကြိုတင်ပြီးတော့ဒါတွေကလေ့ကျင့်ပြီးတော့သင်ကြားထားပေါ့နော်ရိုက်ရွာလူလူတဲမှာအဲဒါမှဒီလိုမျိုးအရေးပေါ်ဖြစ်လာတဲ့အချိန်မှာအဲကိုကိုကသင်ကြားထားမှတော့လည်းတွေ့ရခုထလုပ်တယ် ရှင်ဥဒနာပြုစုနေရတော့ငလင်းတုတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကြုံရတဲ့ဟာတွေပေါ့လူတွေကအဓိကကြုံရတာတော့ဟိုကပြုတ်ကြလာတဲ့ပစ္စည်းတွေထိခိုက်တဲ့အရာတွေပေါ့နော်ချုံထက်တာတွေရှိမယ်ဒီတုံးတဲ့အရာတွေဒီဟိုကဟိုကဥခဲတွေဒီအရာထားပါတော့နော်ဒီအရာကြောင့်ဟိုကထိခိုက်တဲ့အရာအဲ့တော့ကျွန်တော်တို့ရေးပေါ်ရှင်ဥဒနာပြုစုနေတဲ့ကတော့ဒီနံပါတ်၁ကတော့ကျွန်တော်တို့အသွေးကိုထိန်းဖို့လိုအပ်ပါတယ်ပေါ့နော်ဖိတဲ့နေရာကိုကျွန်တော်တို့ဖိထားပါမယ် အဲဆိုတော့အဝတ်တွေနဲ့လည်းစီးလို့ရတယ်အမှုနဲ့ bandage ပတ်တီးတွေပဲစောင့်ထားဆောင်ပတ်တီးပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့က first aid kit လို့ခေါ်တယ်နောက်တစ်ခုကတော့ဒီအယိုးကျိုးတာတွေပေါ့နော်အယိုးကျိုးတာတွေအဲဟိုသတိထားပြီးတော့ကျွန်တော်တို့အဲကင်တွယ်ရမယ်ပေါ့နော်ဆိုတော့ခြေထောက်တွေကျိုးဆိုရင်လည်းခြေထောက်ကိုမလုပ်အောင်နော်ကျွန်တော်တို့ဟိုကျက်စီးတယ်ပေါ့လားဒီကျွန်တော်တို့ဓာတ်တွေကိုအဲဟိုကျွန်တော်တို့လုပ်ရမယ်11 view ထိထားတဲ့ပြုဆိုရင်ကျွန်တော်ဒီတိုင်းတယ်လို့မရဘူးပေါ့နော်တယ်လိုက်ဟိုလူနာတယ်တာပါတယ်ဆိုတော့11 view ကတော့ ဟိုဒုက္ခပြုပြီးအသက်အန္တရာယ်ဆိုးရင်ရတယ်ပေါ့နော်ဟိုနောက်တစ်ခုတော့ CPR လို့ခေါ်တာပေါ့နော်ဒါကတော့အားလုံးဟိုကြားဘူးလေဒါလည်းအရေးပေါ်အဲကင်ဆယ်နီးပေါ့နော်ဆိုတော့နှလုံးရက်သွားတဲ့အခါမျိုးသူကအသက်မရှိတော့ဘူးလုံးဝမလုပ်တော့ဘူးဆိုတဲ့အချိန်ကျွန်တော်တို့ကဒီ CPR ပေါ့နော်အဲဒီချို့ဟိုနိုင်ငံတွေမှာတော့ဒီ CPR ဟိုလုပ်တဲ့ဒီနှလုံးခုန်ထိုးတဲ့ဆက်တွေပါလေရှိတယ်ပေါ့နော်ဒါပေမဲ့လူကကိုယ်လည်းလုပ်လို့ရတယ်သူကရေဘက်ကိုဖိတယ်စီးချက်တယ်ပေါ့နော်ဖိပြီးတော့ဒီပါဇက်ရှင်းတည်ပြီးတက်ရှူတာရှိတယ်ဒါမှမဟုတ်လည်းကျွန်တော်တို့ အသက်ရှူတော့ပူတဲ့အဲပါးတွေရှိတယ်ပေါ့နော်ပစ္စည်းတွေလည်းရှူတာမျိုးတွေရှိပူတာရှိ CPR တွေတော့ဘုရားတွေတော့အဲလုပ်ဖို့လိုအပ်ပါတယ်